မကြည့်မကြတော့အလုံးပဲမင်္ဂလာပါဒါတော့21ကြိမ်အတွက်မနေ့ဖြန်မနေ့ဖြန်တလင်းငနေနေ့ထွက်တော်မယ်21ကြိမ်အတွက်အဲကျွန်တော်အမိအထင်လေးတွေနဲ့ဆက်ပြီးတော့ယူဆကြည့်ထားတယ်ဖြစ်နိုင်ကြည်ဖြစ်နိုင်ကြည်ကျွန်တော်ကဏ္ဍ6ကွက်ယူဆထားတယ်ဆိုတော့တေးသေးချာချာလေးကြည့်ဒါကိုကောင်းမှထင်တာဖြစ်နိုင်မှထင်တာကိုရွေးချယ်ပြီးတော့သုံးပေါ့ဆိုတော့ဒီယူဆမှုမှာကျွန်တော်ထိတ်သုံးလုံးကိုမန်တိုင်ပြုတ်ပြီးတော့ပဲ သူ့ကိုကနန်းလေးတွေပေါင်းဆက်ပြီးတော့ရေးစားမှာဆိုတော့အချားအချားဖြစ်နိုင်ကြီးတွေကိုကြက်ရင်လဲအချားဟာလေးတွေနဲ့ကျွန်တော်ရေးစားမှုနဲ့အဲတွဲဆက်ပြီးတော့သုံးကြင်လဲသုံးပေါ့ဒီလိုလေးတော့မြင်ထားထင်ထားတယ်ဒါအပေါ်နှစ်ကြိမ်ဖြစ်ခဲ့တဲ့အတိုင်းဒါသုံးကြိမ်မြောက်ကိုလိုက်ပြီးတော့ရေးစားမှာဆိုတော့သူကဒီသုံးလုံးပေါင်းခြင်းကိုဟာဒီလိုသုံးလုံးကိုဒီလိုလေးဖြစ်ထားတယ်ဒါသုံးကြိမ်အပေါ်နှစ်ကြိမ်မှာဒီလိုဖြစ်ထားတယ်ဒါကြောင့်သုံးကြိမ်ဆက်ယူစားတယ် ဆိုတော့ဒါ6အလဲအဲ့ဒီပုံစံအတိုင်းပဲဒီမှာဒီ3လုံးပေါင်းခြင်းခွန်ရလဲဒီလို3လုံးခွန်ဒီလိုဖြစ်တယ်ဆိုတော့ခွန်အလဲနှစ်ကြိမ်ဖြစ်ထားလို့3ကြိမ်ဆက်ပြီးတော့ဖြစ်ရင်ဒီ3လုံးပေါင်းခြင်း2ဟာဒီလို3လုံး2လို့ဖြစ်မှာဒါဆိုရင်9အလဲဒီတိုင်းလေးဆက်ဖြစ်ရင်9အလဲဖြစ်မှာပြီးတဲ့အခါဒုတိယတလုံးဒုတိယတလုံးကဒီ3လုံးပေါင်းခြင်း3 ဒီလို၃လုံးပေါင်းခြင်းတော့အဲ6ပဲဒီ၃လုံးပေါင်းခြင်းဟာခွန်ဒီလို၃လုံးပေါင်းခြင်းလဲခွန်ဆိုတော့ခွန်အလဲ6အလဲခွန်အလဲဒီလိုဖြစ်ဖြစ်လာတယ်လို့လည်းယူဆလို့ရတယ်ဆိုတော့ဒီပုံစံအလဲ၃ချိန်ဆက်ဖြစ်မယ်ဆိုရင်ဒီ၃လုံးပေါင်းခြင်းဟာ၃ဒါကြောင့်ဒီလို၃လုံး၃ဖြစ်အောင်မယ်ဆိုရင်6အလဲဖြစ်မှာပြီးတော့နောက်ထပ်တစ်လုံး ကျွန်တော်ရှေ့ပထမဖိုင်နဲ့တကွင်းကျော်အနေထားမှာယူဆတဲ့အထက်မှာခွန်အလဲတလုံးကိုလည်းယူဆထားတာရှိတယ်။အဲ့ဒီဟာနဲ့လည်းထဲ့သွင်းပေါင်းဆက်ခြင်းပေါင်းဆက်ဒီလိုပေါင်းဆက်ရင်လည်းရတာပဲ။ဆိုတော့အခုတော့ဒီမှာဒီလိုယူဆတဲ့ဒီ၃လုံးပေါင်းခြင်း၃ညဒီလို၃လုံးပေါင်းခြင်း၃ညတကယ်တမ်းကျတော့ဒီမှာဒီအလဲမှာစုံနေတဲ့ line နှစ် line စုံနေတဲ့နှစ်ကိုဖယ်ထုတ်လိုက်ရင်လည်း ဖဲထုတ်လိုက်ရင်ဒီနှလုံးရှိဒီနှလုံးရှိဒီလိုယူရမ်းနဲ့အတူတူပဲပေါ့ဆိုတော့ခုတော့ဒီလိုလေးပဲတစ်ဆက်တစ်ဆက်တည်းဖြစ်အောင်ဒီလိုလေးပဲဆက်ယူဒီသုံးလုံးသုံးညာဒီသုံးလုံးသုံးညာဒါဆိုရင်6အလဲအဲ့လို6အလဲလို့ဒီလို6အလဲဒီပုံစံနဲ့သုံးလုံးသုံးညာသုံးလုံးသုံးညာဒီလိုယူဆပြီးတဲ့အချိန်မှာရလာတဲ့ဒီ6အလဲဖြစ်ရင်ဒီသုံးလုံးပေါင်းခြင်း၄လို့တာအော်တိုဖြစ်သွားတယ် အဲ့ဒီပုံစံအတိုင်းပဲဒီသုံးလုံးပေါင်းခြင်းရှိဒီလိုသုံးလုံးပေါင်းခြင်းရှိဒီလိုဒီလိုဖြစ်တယ်ခွန်အလည်းဖြစ်တယ်အဲ့ဒီခွန်အလည်းဖြစ်ပြီးတဲ့ချိန်ဒီသုံးလုံးပေါင်းခြင်း၄လို့တာအော်တိုဖြစ်သွားတယ်ဆိုတော့အဲ့ဒီပုံစံအတိုင်းသူ့ကိုဆက်ပြီးတော့ယူဆရည်သုံးလုံးပေါင်းခြင်း၄ဆိုတာလေးဟာအော်တိုဝင်တယ်ဆိုတော့ဒီသုံးလုံး6ဒီသုံးလုံး6ဒီလိုဖြစ်မှာဆိုရင်6ကိုထည့် ဒီကိုကိုထည့်လိုက်ရင်ဒီမှာ699ဆိုတော့တလုံး၄ဆိုဒီလိုအော်တိုဖြစ်လေးတစ်ခုနဲ့ဒီလိုလာဆောင်နေလို့ဒီတလုံးကိုထည့်ယူလိုက်တယ်ဆိုတော့969အလဲ3လုံးဆိုတော့ဒီအလဲ3လုံးကိုပဲဘ ਹੁ ပြုတ်ပြီးတော့ကနန်း6ွက်ပုံဖော်မယ်ဆိုတော့ဒူနဲ့ပေါင်းစပ်ဖို့ဒီ3လုံးပေါင်းခြင်းတန်ဖို့6ဒီလို3လုံးပေါင်းခြင်းတန်ဖို့6 ဆိုတော့ပုံမှန်၅တလုံးရှိနေတယ်၃လုံး၆ဖြစ်ဖို့အတွက်နောက်နှလုံးပေါင်းခြင်းတန်ဖို့ဟာ၁ဆိုတော့အဲ့ဒီနောက်နှလုံးပေါင်းခြင်း၁ဆိုတော့မရတော့ဘူးရှုပ်တော့မှာဆိုလို့နောက်တစ်လိုင်းဆွဲเสียရရှိသေးလို့နေရာမကြံလို့နေဒီလိုပဲနှုတ်နယ်ပဲပြောလိုက်မယ်၃လုံး၆ဆိုရင်နောက်နှလုံးပေါင်းခြင်း၁၆၅လို့ဖြစ်တယ်အဲ့ဒီလိုပဲသူ့ဟာနှစ်ကွင်ကျော်ဒုတိယကျင်းဒီ၃လုံးပေါင်းခြင်း၉ဒီ၃လုံးပေါင်းခြင်း၉အပေါ်မှာ၄တလုံးရှိနေတယ်၃လုံး၉ဖြစ်ဖို့အတွက် ောက်နှလုံးပေါင်းခြင်းတန်ဖိုးက9 8လို့ဖြစ်သွားတယ်။နှစ်ကြိမ်အဲ့ဒီအတိုင်း3ကြိမ်ဆက်ဖြစ်ရင်ဒီ3လုံးပေါင်းခြင်းတန်ဖိုးက6ဒီ3လုံး6ဒီလို3လုံး6ဖြစ်အောင်မယ်ဆိုရင်ကိုယ်တစ်လုံးအပေါ်မှာရှိနေတယ်3လုံး6ဖြစ်ဖို့အတွက်နောက်နှလုံးပေါင်းခြင်းခွန်ထည့်ရမယ်။နောက်နှလုံးပေါင်းခြင်းခွန်ဒါဆိုရင်ကနန်း3တွဲထွက်မယ်။နောက်တွဲ3တွဲ ဘာလဲဆိုတော့အလဲ၃လုံးယူဆထားလို့နောက်တွဲ၃တွဲဒါဆိုရင်၅လဲနဲ့ဆို၅နှစ်6လဲနဲ့ဆိုရင်6တိ9လဲနဲ့ဆိုရင်9ရှစ်ဒီလိုကဏ္ဍ၃တွဲထွက်မယ်ပြီးတဲ့ကနောက်ထပ်အဲ့ဒီနောက်၄လုံးပေါင်းခြင်းတစ်ခုသူကလည်းအပေါ်၂ကြိမ်ဖြစ်ထားတာပဲသူကဒီလိုဒီ၃လုံးပေါင်းခြင်းတန်ဖိုးဟာတိ၃လုံးတိသူ့အောက်မှာဒီလို၄လုံးပေါင်းခြင်း၁လို့ဖြစ်တယ်။နောက်၄လုံးပေါင်းခြင်း၁ ချောင်းကဖြစ်တာပဲအဲ့ဒီပုံစံတိုင်းပဲသူ့အောင်နှစ်ကွင်ကျော်ဒုတိယကျင်းဒီသုံးလုံးပေါင်းကျင်းတန်ဖိုးက9ဒီမှာလည်းနှလုံးပေါင်းကျင်းတန်ဖိုးက9.8ဆိုပြီးတော့ဖြစ်သွားတာနှစ်ကျင်းဖြစ်ထားလို့၃ကျင်းဆက်ပြီးတော့ယူဆတယ်ဆိုတော့ဒီသုံးလုံးပေါင်းကျင်းက9ဒီသုံးလုံးပေါင်းကျင်းကဒီနှလုံးပေါင်းကျင်း9အပေါ်နှစ်ကျင်းဖြစ်ခဲ့တဲ့အတိုင်းဆက်ဖြစ်ရင်နောက်နှလုံးပေါင်းကျင်း9ဖြစ်မှာဒါဆိုရင် ငါအလယ်နဲ့နောက်တစ်လုံးပေါက်ခြင်းငါဆို9 3ည6အလယ်နဲ့နောက်တစ်လုံးပေါက်ခြင်းငါဆိုရင်69 9အလယ်နဲ့နောက်တစ်လုံးပေါက်ခြင်းငါဆိုရင်96ဒီကနန်းဒါနောက်တွဲအလယ်တိုင်းကိုပဟုပြုပြီးတော့နောက်ပေါက်ခြင်းတန်ဖိုးနှစ်ခုနဲ့နောက်တွဲ6တွဲဒီလိုယူဆလိုက်တယ်ပြီးတဲ့အခါသူ့ကိုကနန်းတစ်ခွက်ပြည့်စုံသွားဖို့အတွက်ဗရိတ်နဲ့ပေါင်းစပ် ဒါအပေါ်နှစ်ကျင်းယူဆလို့ရထားတဲ့ပုံစံအတိုင်းပဲကွက်တီလိုက်ယူဒါဆိုရင် तू ကဒီလိုဖြစ်ထားတယ်အပေါ်နှစ်ကျင်းဒီသုံးလုံးကိုဒီသုံးလုံးကိုဆိုတော့ဒါအပေါ်သူတကွင်ကျော်ကတကွင်ကျော်ကဗရိတ်တကွင်ကျော်ကဗရိတ်ဟာဒီလိုအပေါ်ကတကွင်ကျော်ကဗရိတ်ဟာဒီလိုပြန်ဆင်းတဲ့ပုံစံပေါ့ကိုဗရိတ်ကိုဗရိတ်ဒုတိယအကျင်းမှာလဲဒီနှလုံးပေါင်းခြင်း sorry သုံးလုံးပေါင်းခြင်းလေးဆိုရတာ liberate အဲ့ဒီ liberate ဟာလေသူ့အတွက်ကွင်ကျော် liberate လို့ပြန်ဆင်းထားတာပြန်ဆင်းထားတယ်အပေါ်နှစ်ကြိမ်ဆိုတော့၃ကြိမ်ဆိုတာမျိုးကဒါဖြစ်နေကြီးကောင်းတယ်ပေါ့လေးကြိမ်ဆိုတာလှတာပဲရှိတယ်ဖြစ်တာနဲတယ်ကနန်းရှာပြရင်ရတော့လှတာပေါ့အာလေးကြိမ်တော့ဖြစ်ထားပြီဒါဒါမျိုးတွေဖြစ်သွားဆိုတော့အဲ့ဒီအတိုင်း ဒါ၃ချိန်တော့ဖြစ်ထားပြီ၄ချိန်ဆက်ဖြစ်ဖို့ဆိုတာအလွန်ခက်ရင်းတယ်မလွယ်ဘူးလှတာပဲရှိ ဖြစ်နိုင်ရင်၂ချိန်နဲ့ဖမ်း၂ချိန်နဲ့ရလဲဖမ်းရခက်လွန်ရကြည့်လို့ဖမ်းဖို့မလွယ်ဘူး၃ချိန်အကောင်းဆုံးပဲ၃ချိန်ဆိုတာဖြစ်ဖို့၄ချိန်ထက်ပိုလွယ်ကူတယ်လို့ကျွန်တော်အနေနဲ့တော့အဲ့လိုအဲ့လိုယူဆတယ်ဒါကြောင့်၃ချိန်နေပဲကျွန်တော်လိုက်ပြီးတော့ယူတယ်ဆိုတော့ဒါ၂ချိန်ဖြစ်တာ၃ချိန်အဲ့ဒီအတိုင်းဖြစ်ဒီသုံးလုံးကတည်း tip break အဲ့ဒီ tip break ကလည်းအပေါ်နှစ်ကြိမ်တိုင်းပဲသူ့အောက်တကွင်ကျော်ဒီလာမဲ့အကြိမ်21ကြိမ်ပါ tip break လို့ရထပ်ပြီးတော့3ကြိမ်ပုံစံတူလေးဆက်ဖြစ်သွားရင် tip break tip break ဆိုတော့ဒီမှာနောက်တွဲ6တွဲရှိတယ် tip break လည်းဖြစ်မယ်ဆို tip break ဖြစ်အောင်လိုက်ထက်လိုက်တာပေါ့ဒါဆို၄၅နှစ်၄၆၁၄၉ပြီးတော့6539 669 696တော်ပြီးသားကြီး ထွက်ပြီးသားကဏ္ဍ669696မထွက်ဘူးလို့မပြောနိုင်ဘူးသူသူ့ကွင်ကြကင်ကြဖြစ်နေတယ်အဲ့ဒီအတိုင်းဆက်ဖြစ်မယ်ဆိုရင်ဖြစ်နိုင်ခြေရှိနေတာဆိုတော့ဒီကဏ္ဍ6ွက်ကောင်းမထင်တာရွေးထုတ်ကျွန်တော်အနေနဲ့ကောင်းမထင်တာအကောင်းဆုံးဖြစ်မထင်တာတကွက်ရွေးထားဒီတကွက်6539ဆိုတော့တကွက်ပြီးတော့9တွေ6တွေပါတဲ့ကဏ္ဍ ပြီးဒီကိုတလုံးကလည်းပထမဖန်ယူဆမှုမှာငါကိုတွဲဆိုပြီးတော့ယူဆပေးထားတာရှိတယ်ဒီမှာကျတော့6 5တွဲဆိုတော့ကို5 6ပတ်လဲအာဝထိုးခြင်းထိုးကိုကို5 6ပတ်လဲပေါ့6ွက်အဲ့ဒီဟာကိုလည်းထဲထိုးခြင်းထိုးအဲ့ဒီဟာကိုတော့ဒါတည်တည်ရှာရှာနားထောင်တဲ့သူတွေအတွက်ပဲနှုတ်နဲ့ပဲပြောလိုက်တော့မရင်မပြေတော့ဘူးဆိုတော့သူကဒီလိုပထမဖိုင်ကိုလည်းဟိုကြီးထားဖို့လဲဆိုရင် မှတ်မိပါပဲသူကကိုယ့်နဲ့ငါလုံးပိုင်အနေနဲ့ကြားလာတဲ့ပုံစံမျိုးလေးဆိုတော့အဲ့ဒီအတိုင်းပဲဒီမှာလဲအဲ့လိုဆက်ပြီးတော့ယူဆရင်ရတယ်ဒီမှာ6ဒီ3လုံးပေါင်းခြင်း6ဟာနောက်2လုံးပေါင်းခြင်းအဒီဒီလို3လုံးပေါင်းခြင်း6ဒီ3လုံး6ဒီ3လုံး6လို့ယူရင်လဲရတယ်လို့အဲ့လိုယူရင်ရတယ်လို့ဒီ3လုံး6ဟာ6လုံးပိုင်တစ်လုံးပါတယ်လို့ယူရင်လဲရတာပဲပြီးရင်ဒီ3လုံးပေါင်းခြင်း ကိုပါလဲကိုလုံးပိုင်ဒီလိုသုံးလုံးပေါင်းချင်းကိုလို့လည်းဖြစ်တယ်ကိုလုံးပိုင်တစ်လုံးလည်းပါတယ်ဒီလိုယူမယ်ဆိုရင်လည်းရနေတာပဲဆိုတော့သုံးချိန်ကိုလည်းအဲ့ဒီတိုင်းဆက်ယူဒီသုံးလုံး6ဒီသုံးလုံး6ဆိုပြီးတော့မှနောက်နှလုံးပေါင်းချင်းခွန်ယူထားပြီပြီးတော့အဲ့ဒီ6ဟာ6လုံးပိုင်တစ်လုံးအနေနဲ့လည်း तू ကပါမယ်ဆိုရင်ပါလို့ရတယ်လုံးပိုင်ဆိုကြတဲ့ကပါခြင်းနဲ့နေရပါမယ် ဆိုတော့ဒီဒီယူဆမှုမှာတော့ तू อ่ะအလဲနဲ့ထိတ်နေမှာပဲရှိတယ်ပေါ့အလဲလဲနဲ့ထိတ်ရှိတယ်ဒီမှာအခွာလည်းရှိနေတယ်ဆိုတော့ဒီ6 6ပါတဲ့ကဏ္ဍလေးတွေဒါတွေကလည်းဒါရွေးချယ်လို့ရွေးချယ်တင်တာပဲပေါ့ तू လည်းဖြစ်နေရေးကောင်းတာပဲပြီးတဲ့ခါနောက်ထပ်တာဖြစ်နေကြည့်တဘောအရာကျုံတစ်ထက်ကျုံပြီးတော့မှယူရရင်ဒီလိုယူလို့ရတယ်ဒီနှလုံးပေါင်းချင်းရှင်းဟာလဲရှစ်တလုံးလုံးပိုင်းပါရှစ်ချောင်းအတွဲလိုက် အတွဲလိုက်သူ့အောက်မှာကြ665လို့ဖြစ်တယ်ဒီမှာ3လုံး6ဟို3လုံး6နှလုံး8ဒီမှာ665ဆိုတော့66အတွဲလိုက်ပါတယ်အဲ့ဒီလိုပဲဒုတိယအကြိမ်သူ့အောက်နှစ်ခွင်ကျော်မှာဒီနှလုံးပေါင်းခြင်းရခွန်အဲ့ဒီနှလုံးပေါင်းခြင်းခွန်ကလည်းခွန်လုံးပိုင်းဆိုပြီးတော့ပါတယ်ဆိုတော့ဒီမှာ3လုံးပေါင်းခြင်းကိုနှလုံးပေါင်းခြင်းခွန်ကိုခွန်ခွန်ကိုအဲ့ဒီခဏန်းတွဲရဒီမှာ 608ဆိုပြီးတော့ဖြစ်သွားတဲ့အတွဲလိုက်ပါတယ်လို့ယူလို့ရတယ်။ဆိုတော့ तू ကပါထားတာတွေမှာ6ပဲချမ်းနေပါကြည့်ပဲ။ရှင်ရှင်းနှလုံးအနေနဲ့ဖြစ်ထားတယ်ပေါ့။ဆိုတော့အဲ့ဒီလိုက်ကွတ်တီးဆက်ပြီးတော့လိုက်ပြီးတော့ယူဆမယ်။ तू လည်းဖြစ်သွားအောင်မယ်ဆိုရင်ဒီ၃လုံးပေါင်းချင်း6ပါဒီမှာ6တလုံးလုံးပိုင်းဆိုပြီးတော့မှယူဆပြီ။ तू နဲ့အပြိုင်ဒီလိုဒီနှလုံးပေါင်းချင်း9ကလည်းပဲဒါလုံးပိုင်းတစ်လုံးအနေနဲ့ပါသွားမယ်ဆိုရင်ဒီမှာ ငါအလဲတလုံးဖြစ်နေကြီးရှိနေတယ်ပြီးတော့ငါထိတ်မှလည်းဖြစ်သွားနိုင်တယ်နောက်အပိတ်မှလည်းဖြစ်ချင်းဖြစ်မှာဆိုတော့ဒီယူဆမှုနဲ့ဆိုရင်ငါအလဲချောင်းငါနှလုံးပါတာဆိုရင်ချောင်းငါအတွဲလိုက်ရှေ့နှလုံးအနေနဲ့ပါမယ်ဆိုရင်ဒါချောင်းငါနဲ့ငါ၆ဒီလိုဖြစ်ဖို့ပဲရှိတယ်ပေါ့ဆိုတော့ဒီ break ယူဆမှုနဲ့နောက်တွဲပေါင်းခြင်းယူဆမှုနဲ့ဆိုရင်ငါအလဲနဲ့၆ထိတ်ဆိုတော့ဒီငါငါအလဲဖြစ်နေကြီးကဏ္ဍတစ်ခွက်လဲ ကောင်းတာပဲဆိုတော့ဒီမှာ6သုံးလုံးပေါင်းခြင်း6က6လို့ပါဒီမှာနှလုံးပေါင်းခြင်းက9လို့ပါပြီးတော့တစ်ပရိတ်နဲ့နောက်နှလုံးပေါင်းခြင်းနဲ့ဒီလိုပေါင်းဆက်ပြီးတော့မှ6 5 3ဆိုပြီးတော့တစ်ပရိတ်နဲ့6 5နှလုံးစလုံးအပါတစ်ပရိတ်နဲ့နောက်နှလုံးပေါင်းခြင်း9နဲ့ဒါမျိုးတွေပေါင်းဆက်ပြီးတော့ဖြစ်သွားမှာဆိုရင် ဒီ653ညဆိုတဲ့ကဏ္ဍတစ်ခွက်ဟာအကောင်းဆုံးအနေထားပေါ့ကျွန်တော်ဒီလိုလေးပဲအမြင်အထင်လေးတွေပေါင်းစပ်ပြီးတော့ယူဆလိုက်တယ်ကောင်းမဲ့ထင်မှထိုးဖြစ်နိုင်မဲ့ထင်မှထိုးမကြိုက်ရင်ထိုးမနေနဲ့ကိုကြိုက်တာလို့ဘယ်သူမှအပိုင်မသိဘူးဖြစ်နိုင်ကြီးပဲရှာလို့ရတယ်ကံကောင်းရင်တက်တက်တိုးတာပဲကံကောင်းတဲ့သူကတကယ်ဖြစ်မှာကိုကြိုက်မိတယ်တွေးမိတယ်လုံးမိတယ်တက်တက်ကြတယ် ဆိုတော့ကံကောင်းမှုအဓိကပဲကံကောင်းကြပါစေတက်တက်တိုးပါစေဆုတောင်းပေးတယ်စောစောပြောခဲ့တယ်လို့ပဲ965ပတ်လဲဟိုလဲထိုးခြင်းထိုးဒါလည်းကောင်းတာအဲ့ဒီကဏ္ဍကလည်းဖြစ်နိုင်ခြင်းရှိတယ်ဘာလဲဆိုတော့ပထမဖန်ယူဆမှုမှာဒါ95အတွဲလိုက်ဆိုပြီးတော့အဲ့ဒီ95တွဲဟိုတော့မှကျွန်တော် တွဲပစ်လိုက်သေးတယ်ဒီမှာလဲဒီပုံစံမှာဆိုရင်65အတွဲလိုက်ဆိုပြီးတော့ဒီလိုတွဲပစ်လို့ရတယ် ဒါဆိုရင်ဒီမှာ6 6 5 5 6 6လုံးအတွဲကိုကိုးပိတ်တွေလိုက်ကပ်ပေးတဲ့ပုံစံမျိုးနဲ့ဆိုရင်ဒါ6 5 9 5 6 9အဲ့ဒီဟို6ကွက်မထိုးချင်တော့မှအဲ့2ကွက်တော့ထိုးဆိုတော့ဘီယူဆထားတဲ့အတိုင်းဖြစ်ပါစေတဲ့တဲ့တို့ဘီကကောင်းကြပါစေကျွန်တော်ကောင်းမှုနဲ့ပြီးခဲ့တဲ့တပတ် 2D ရှုံထားတဲ့သူတွေလည်း 3D နဲ့ဒီ653ညဓမ္မမဟုတ်659 569 thu apo ao lê bộ đặc quét thế đặc quét độ trong nga tổng trong nga côn nè trong nga tổng nhạc ở đây là quét thu à mà thu vào trong nga cô trong nga tổng nhạc trong nga đế trong nga nè ở đây lê quét thu rồi bi quét đi đâu bi cái con cháu bà sĩ sử dụng bi bà cho nó channel subscribe lâu thay để lâu thay chuyện lâu thay tha bà ဖြစ်နိုင်မဲ့ဆိုရင် VPN ခံပြီးတော့ကြည်တည်တည်ချာချာနားလည်အောင်ကြည်ပြီးတဲ့အခါမှာကောင်းမဲ့ထင်တာကြိုက်တာ ပါခဲ့ရင် ယူတော့မပါရင်မတုံးနဲ့ငါကောင်းရင်တက်တက်တိုးတော့ပဲကိုကြိုက်တာတော့လို့ကိုထင်တာတော့လို့ကိုညံနဲ့ကိုကန်နဲ့ပဲကိုအတွက်အကောင်းဆုံးတက်တက်တိုးပြီးကောင်းကြပါစေထပ်ပြီးတော့ဆူတောင်းပေးတယ်